။အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်အရင်နေ့တည်းကတော့တင်းနေကုန်တွေသားမိတွေအတွက်တင်းလာသားမိတွေအတွက်ကျွန်တော်ပြောပေးနေတာမျိုးရှိတယ်။အဲ့တော့ဒီနေ့ကတော့ကျွန်တော်အင်္ဂါသားမိတွေလည်းပြောပေးမှာဖြစ်တယ်။အော်အင်္ဂါသားမိတွေအတွက်ကျွန်တော်ဘာတွေပြောပေးမှာလဲ။ဘလို့အချက်လေးတွေပြောပေးမှာလဲဆိုတာဒီမှာသိပါလိမ့်မယ်။အဲ့တော့ကျွန်တော်ခုနပြောလို့ကျွန်တော်တို့မှာအထက်ဆောင်မန်းဆိုပြီးဂျိုသုံးလုံးကောင်းတာရှိတယ်ဗျာနေနိုင်ပြီပါ။အဲ့တော့အင်္ဂါသားမိတွေအတွက်တကယ်ကောင်းတဲ့ဆိုတွေကတင်းနေကုန်တွေဂျိုတို့ဒါဗုဒ္ဓဖူးဂျိုတို့ เนาะစက်နေဂျိုတို့อ่ะဒါကောင်းတဲ့ဂျိုတွေဖြစ်တယ်။အဲဂျိုတွေကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်နေဆိုရင်ဘာကန်ရှင်တွေအတွက်စင်ဃာသားမီးတွေအတွက်ဘာပဲဖြစ်ဖြစ်တော့အဆင်ပြေနိုင်တယ်၊ကံကောင်းနိုင်တယ်၊ပို့ပြီးတော့မြင့်မာတဲ့ဘွားတစ်ခုကိုရနိုင်တယ်ပေါ့။အမှားတွေကျွန်တော်တို့ကဟိုအင်ဃာသားမီးတွေအတွက်အဓိကနဝင်းဂျိုဟာစက်နေဂျိုဖြစ်တယ်ပေါ့နော်။အဲ့တော့စနေနဲ့ပတ်သက်တဲ့ကိစ္စကကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်။အဲ့တော့စနေဂျိုကကို့အတွက်တကယ်ကိုအဆင်ပြေဆုံးအထောက်ပံ့အပေးဆုံး ဂျိုဖြစ်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကသိထားရမယ်ဒါကြောင့်ပဲကျွန်တော်တို့ကအင်အားဆိုတာဘာလဲဆိုစိတ်လောတယ်စိတ်မြန်တယ်စိတ်မရှိဘူးကျွန်တော်အမြန်လို့လှုပ်လို့စိတ်မြင့်ပါတယ်နော်အင်အားဂျိုရဲ့အဓိကအားသာချက်ကတော့စိတ်လောတယ်စိတ်မြန်တယ်အောင်ဆိုင်တယ်တခုတည်းကိုတစ်ချောင်းတည်းကိုစိတ်ကိုထားပြီးတော့ဟိုအခြားအရာဘာမှမသိတော့ဘူးအင်အားအစိုးပဲရရင်တော့လည်းသူကစိတ်တိုးတယ်ဒေါသကြီးတယ်နော် စိတ်ကောက်တယ်တစွတ်ထိုးလို့တယ်ရိုင်းဆိုင်လာတယ်ခတ်ထန်လာတယ်ပေါ့ဒါအင်္ဂါရဲ့သဘောတွေပေါ့နော်အဲ့တော့ဒီအင်္ဂါရဲ့သဘောတွေကိုကျွန်တော်တို့ကထိမ့်မှုဆိုတာဘေးကစနေရကပ်ပြရနော်စနေရလေးတယ်နှေးတယ်ကြာကြာလှုပ်တယ်ဟိုဇွဲရှိတယ်ဟိုဖြည်းဖြည်းမှန်မှန်လေးနဲ့ဟိုဆုံးဖြတ်သွားနိုင်တာကိုပြောတယ်ဒါကြောင့်အင်္ဂါသားမီးတယောက်ဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မူလဗီဇအကန့်ကိုကျွန်တော်တို့ကထိမ့်မိတာစနေပါ ်စနေကျွာကိုထိမ့်မိတယ်ဒါကြောင့်စနေနဲ့ပတ်သက်တာကတော့ကျွန်တော်တို့ကအကောင်းဆုံးအဆင်ပြေဆုံးလို့ကျွန်တော်တို့ပြောလို့ရတယ်နော်စနေနဲ့ပတ်သက်တာကိုကျွန်တော်ကတော့အကြိုက်ဆုံးလို့ပြောတယ်ဒါကြောင့်ပဲအင်္ဂါသားမိတွေကဘဝမှာအောင်မြင်နေတယ်ဆိုရင်စိတ်ရှည်ဖို့လိုတယ်နော်ဇွဲရှိဖို့လိုတယ်မိမိတို့လုံနေတဲ့အလုပ်တွေမှာအလောတကြီးမလုပ်ဘဲနဲ့ဖြည်းဖြည်းမှန်မှန်လုပ်ဖို့လိုတယ်အောင်မြင်မှုကိုတိဆောက်တဲ့နေရာမှာလည်းအဲ့လိုမျိုးပဲပေါ်ပင်လှုပ်ချင်တာမျိုးတွေနော်ချက်ချင်းငွေပေါ်ခြင်းတဲ့အလုပ်တွေတဲ့အင်္ဂါသားမိတွေက ရေရှည်ကြည့်ပြီးတော့အလောက်ကမဲ့အလုပ်တွေတော့ရေရှည်ကဘလို့စီးဝါလို့ဝင်ကောင်းမလဲဘလို့အလောက်ကငါ့အတွက်အကျိုးပေးနိုင်လဲဒီအလုပ်ကဘယ်နှစ်ပေါင်းများစွာဘလို့ရင်းလိုက်ရင်တော့ငါဘလို့အသက်မွေးမှုရရမလဲဒီလိုမျိုးကိုကျွန်တော် တို့စဉ်းစားပြီးလုံးမတာအဆင်ပြေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ကမေ့ထားလို့မရအောင်ဒါကြောင့်ကိုကိုတိုင်ကဟိုအင်္ဂါသားမီးဖြစ်တယ်ဆိုရင်နှစ်ရှည်အလုပ်တွေကိုစိတ်ဝင်စားပါရေတို့ထက်ရေရှည်ကိုကြည့်ပါအလောတကြီးလောက်တာစိတ်မျက်နှာတွေကိုရှော့ပါစိတ်ရှိပါပြီးတော့အတိခံစိတ်နဲတာတွေကိုရှော့ပါ သိခံပါအချို့နေရာတွေမှာပြောတဲ့နေရာတွေမှာပြောပဲနဲ့ငြိမ်နေလိုက်တာအကောင်းဆုံးဆိုရင်ငြိမ်နေလိုက်ပါဒါစနေရဲ့စိုးမိုးမှုကိုထိန်းနိုင်လိုက်ပြီဆိုရင်အင်္ကာတွေကပိုပြီးတိုးတက်နိုင်တယ်လို့ပြောတာပြီးရင်ကျွန်တော်တို့ကအင်္ကာသားမီးတယောက်အတွက်ဆိုရင်ကျွန်တော်တို့ကဘာရီယာပို့ပြီးတော့အဆင်ပြေစေလဲပေါ့နော်အင်္ကာသားမီးတွေအတွက်တကယ်ဟိုဟိုကံကောင်းစေတဲ့ကိစ္စရှိတယ်နော်အင်္ကာသားမီးတွေကတကယ်အဆင်ပြေစေနိုင်တာဗုဒ္ဓဘိုးကျော်ပါနော်ဘုဒ္ဓဘိုးကျော်ဘုဒ္ဓဘိုးကျော်ပါစီးပွားဆိုတဲ့နေရာမှာရှိနေတယ်ဗျာ မစီပွားဆိုတဲ့နေရာမှာရှိတဲ့အတွက်ဗုဒ္ဓဘူးကျိုကျွန်တော်တို့ကကောင်းပြီဆိုရင်တော်တော်များများအဆင်ပြေကြတာများတယ်။ဗုဒ္ဓဘူးကျိုကောင်းအောင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲပေါ့။ဗုဒ္ဓဘူးကျိုဆိုတာပေါင်းသင်းဆက်ဆန့်ရေးနော်ဆက်သွယ်နေရတာချိတ်ဆက်နေရတာပြောတာ။ဗုဒ္ဓဘူးကျိုကစီပွားရေးနဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကနှုတ်နှဲတာမျိုးဟာအလို့တကူလုပ်တဲ့နေရာတွေကြာရင်ကျွန်တော်တို့ကရှင်းပြောရရင်ဟိုစကားမပြောဘဲနဲ့အေးဆေးနေကြတာမျိုးအဲ့လိုမျိုးကိုကျွန်တော်တို့ကတော့အားမပေးဘူး။ ်အင်္ဂါသားမီးဆိုရင်စကားပြောရမယ်ဆက်ဆံရင်ရှိရမယ်လက်အုံကြီးထွေနေတတ်ရမယ်နော်အဲ့တော့မိတ်ရအောင်လှုပ်တတ်ဖို့လိုတယ်လို့ကျွန်တော်တို့ကပြောလို့တာအဲ့တော့ကမိတ်ရသွားပြီဆိုရင်တိတိတသားကျွန်တော်တို့ကအဆင်ပြေလာတယ်ဘဝမှာအခက်အခဲတော်တော်များများပြည်လည်လာတယ်လုပ်ငန်းအခြေဆက်တွေရလာပြီပိုအဆင်ပြေလာတယ်အင်္ဂါသားမီးတွေကရှင်းထွက်ရင်စကားနဲ့ရက်တည်ပြီးစီးပွားရှာရင်တော့ပိုကောင်းတယ်နော်ပွဲစားလိုမျိုးအကျိုးဆောင်လိုမျိုးအချိတ်ဆက်ပေးရတဲ့အလုပ်တွေလည်းအကျိုးပေးကြတာများတယ်။အင်္ဂါသားမီးဖြစ်တယ်ဆိုရင်စကားများများပြောရတဲ့ ဘေဒင်ဆရာတို့လိုရှေ့နေတို့လိုနော်အပွဲစီစဉ်သူတွေလိုနော်စကားပြောပြီးတော့အကြံပေးရတဲ့အကျိုးဆောင်တို့လိုပွဲစားတို့လိုအော်ကျွန်တော်တို့စကားပြောပြီးရက်တည်ကြတဲ့နော်ဘေဒင်ဆရာဘလော့ဂါလိုမျိုးတွေဒီလိုမျိုးတွေနဲ့တော့ပို့ပြီးတော့အဆက်တယ်လို့ပြောလို့ရတယ်နော်အဲ့ဒီအချက်လေးကိုကျွန်တော်ကတော့ကိုကိုကိုတိထားပြီးတော့စကားကိုအဓိကထားပြီးတော့စီးပွားရေးနေနေနဲ့သုံးပါနော်စကားပြောဖို့မကြောက်ပါနဲ့ဒါကြောင့်ပဲအင်္ဂါသားမီဒီယာစကားအတက်ပညာလို့ခေါ်တယ်စကားနဲ့ပတ်သက်တဲ့ နည်းပညာတွေတကယ်ကို communication skill တွေရရမယ်ဆိုရင်ဘဝမှာပိုအောင်မြင်လွယ်တာကိုကျွန်တော်တို့တွေ့ရတယ်။နော်အဲ့တော့ပြီးတော့ကျွန်တော်တင်းနှင်းကုန်နေတင်းနှင်းကုန်နေတင်းနှင်းကုန်နေကအင်္ဂါသားမိတွေအတွက်6ခုမြောက်ဆိုတဲ့စမ်းနေရာမှာရှိနေတယ်။အဲ့လိုစမ်းနေရာမှာရှိနေတာမကောင်းဘူးလားဆိုတော့တိတ်ကောင်းတယ်။တိတ်ကောင်းတယ်။အင်္ဂါသားမိကိုထိန်းချုပ်ပေးမဲ့ handle လုပ်ပေးမဲ့လူကတင်းနှင်းကုန်နေတင်းနှင်းကုန်နေအဲ့တော့တင်းနှင်းကုန်နေကဘလိုဟာတွေကိုကို့အတွက်ကောင်းလဲဆိုတော့ကိုယူတဲ့အိမ်တော်ဘက်ကရှင်းပြောရရင် အိမ်တော်မှုတာဝန်ဖြစ်စေဟိုအင်ရှိအရှက်ဟိုထွက်ပြီးဥဆောင်တဲ့လူဖြစ်စေဖလက်ကြည့်စရာမလိုတဲ့လူဖြစ်ရင်ပိုကောင်းတယ်အင်္ဂါသားမိရာတစ်ခါကျရင်အိမ်တော်ဘက်ရဲ့ဝေယဝစ္စတွေမိသားစုဝေယဝစ္စတွေလုတ်ပေးခြင်းမှလုတ်ပေးနိုင်လိမ့်မယ်အဲ့တော့သူရတဲ့လူကအထားပါတော့အင်ရှင်မအင်္ဂါသားတယောက်ဆိုအင်ရှင်မရရဆိုအိမ်တော်မှုကိစ္စသားမိကိစ္စအကြောင်းကိစ္စနော်အိမ်မှာလိုအပ်တဲ့ကိစ္စလှည့်ကြည့်စရာမလိုတဲ့လူဖြစ်ရင်ကောင်းတယ် ဲကြည့်ကြမလို့ဆိုအဲ့ဒါဆိုရင်ပို့ပြီးကောင်းတယ်အဲ့အိမ်ရှင်မတစ်ခုဖြစ်မယ်ဆိုလဲလို့ပဲကိုအိမ်ရှင်မအိမ်နောက်တောင်ဝင်အဒီအဓိကလုံးတော့မယ်အိမ်စီးပွားရေးလုံးတော့မယ်ဆိုရောက်ကြောက်လိုက်ပြီးပူနေရတာအာယောက်ျားဘလို့ဖြစ်နေလဲဟဲ့အပြင်မှာများပွေနေလားဟဲ့အပြင်မှာဘလို့ဖြစ်နေလဲယောက်ျားတို့ကလိုက်ပူနေရတယ်ဆိုအဆင်မပြေဘူးဒါကြောင့်ရှင်းပြောရရင်အင်္ဂါသားသမီးတွေကအိမ်အောင်ဘက်ရွေးချယ်တဲ့အရာရွေးချယ်တဲ့အခါမှာသူတို့ရဲ့စိတ်ကမင်းကန်တော့မင်းအဆုံးအထိတာဝန်ယူနိုင်တယ်လို့ဖြစ်စေခြင်းနဲ့ငါလဲငါတာဝန်ငါအပိုင် ယောက်ျားဆိုယောက်ျားတယောက်ရဲ့တာဝန်မိန်းမဆိုလည်းမိန်းမတယောက်ရဲ့တာဝန်ငါတာဝန်ကအတာဝန်ကြီးတော့လုပ်မယ်မင်းလည်းမင်းတာဝန်ကြီးမင်းကိစ္စတွေငါလည်းမကြည့်ဘူးငါကိစ္စလည်းမင်းလိုက်ကြည့်စရာမလိုဘူးအဲ့လိုဖြစ်တဲ့လူမျိုးနဲ့အိမ်အောင်ကြရင်ပိုကောင်းတယ်ပိုကောင်းတယ်အဲ့တော့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အိမ်အောင်ဘက်ကအင်္ဂါသားမီးတွေအတွက်အလိုအပ်ဆုံးအိမ်အောင်ဘက်လို့ပြောလို့တာနော်အဲ့ဒီအချက်လေးကိုကျွန်တော်တို့ကနားလည်သွားပြီဆိုရင်အဆင်ပြေပါလိမ့်မယ် ဒါလည်းကိုသားသမီးအင်္ဂါသားသမီးတယောက်ရှိပြီဆိုရင်ကျွန်တော်တို့ကစိတ်ရှည်အောင်တိခတ်တတ်အောင်ရည်ရှည်စီးပွားရေးတွေနှစ်စီစီးပွားရေးတွေကိုသင်ပေးဖို့လိုတယ်။ပညာဆိုလည်းအလုံးအားတို့ကနှစ်ရှည်ရှာပြီးမှငါတို့ပညာရမှာလက်လောလို့ပြီးဟိုသူများလှုပ်လို့ပေါ်ပင်လို့လို့ငါအောင်မြင်မလားဆိုပြီးထလို့ရင်ဘယ်တော့မှအင်္ဂါသားသမီးတွေကရည်ရှည်အကျိုးမပေးဘူး။အဲ့တော့အများအားကျွန်တော်တို့ကအောင်မြင်မှုကိုတကယ်ကိုတိဆောက်ရတယ်။ဇွဲနှစ်ဘဲနဲ့အင်္ဂါသားသမီးတွေကိုကျွန်တော်တို့တင်စားရမယ်ချရီလို့ပေါ့။ကျွန်တော်ငငယ်ကကျွန်တော်အိမ်သားမှာဟိုကျွန်တော်အိမ်ထောက်မှာချတောင်ဖို့ရှိတယ်။ 6000ဘူးကြည့်မကောင်းဘူးကျွန်တော်6000ဘူးယူသွားဖဲ့လိုက်ရင် ခလေးဘွားပေါ့သွားဖဲ့လိုက်တယ်ပေါ့သွားဖဲ့လိုက်ပြီး6000ဘူးယူနောက်နေ့မနေ့ဆိုရင်ကျွန်တော်တို့ကမြေအဆိုးတွေနဲ့ချအပြန်ဖြစ်နေ6000ဘူးချရီလိုပေါ့နော်ကျွန်တော်တို့တွေကကျွန်တော်အိမ်မှာဆိုရင်ဘီရင်ဆောက်တွေအများကြီးပေါ့ကျွန်တော်ဘီရင်ဆောက်တွေ300 400လောက်ရှိမယ်ဘီရင်ဆောက်ကြီးပဲအခြားတုဒရက်တာတွေဆိုရင်ကျွန်တော်တို့လှူလိုက်တဲ့ဆောက်တွေဘာသာရေးဆောက်တွေလှူလိုက်တာတွေအများကြီးအော်ချရီကဘယ်လိုကြိုက်လဲဆိုမသိရအောင်နော်ဘေးမှာထားရတယ်အဲ့ဆောက်ကိုကျွန်တော်တို့ကလှန်မကြည့်ပြဘူးဆိုမသိရအောင်ချတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ဖြည်းဖြည်းချင်းစူးစမ်းနေတာ ချရတဲ့သဘောကအဲ့တော့ကျွန်တော်တို့ကအင်္ဂါသားမိတွေကချရလို့ပဲဟောင်းပေါင်းပေါင်းမလုပ်ရအောင်ကိုယ့်ရဲ့တက်ထားတဲ့ပညာကိုရှင်းပြရင်မလို့အရင်ထုတ်မသုံးအောင်ငင်းငင်းစင်စင်လေးနဲ့ဇွဲရှိနေရေရှည်ကြိုးစားရင်အင်္ဂါတွေကအောင်မြင်လို့စကားပြောရမယ်ဆက်ဆံရေးကောင်းအောင်မယ် communication skill တွေရှိရမယ်ဘယ်နေရာမှာဘလို့ပြောတတ်ရင်ဘလို့ကောင်းမလဲစကားနဲ့ရက်တည်နိုင်တယ်ဆိုရင်လည်းဘဝမှာအောင်မြင်တတ်တယ်နော်ဒါဆိုရင်နောက်တစ်ခုခုနပြောလို့ရတဲ့အိမ်တော်ဘက်တွေကတာဝန်ယူမှုတာဝန်ခံမှုရှိမယ်ကိုတာဝန်ကိုကြည်တဲ့အိမ်တော်ဘက်သူ့တာဝန်တူယူမဲ့ ဟိုအိမ်အောင်ဘတ်မျိုးเนาะအထောင်မျိုးရတဲ့လူမျိုးဖြစ်တယ်ဆိုရင်အိမ်အောင်ကြီးမှာပိုကောင်းတယ်အတာဝန်မျိုးတတ်ဦးเนาะကိုရတဲ့အိမ်အောင်ဘတ်ကကိုယ့်ကိုပဲတမိခိုးနေတယ်အကိုကိုပဲလာချွဲနေတယ်အာဒါကလည်းကိုကိုပဲတာဝန်ယူလိုက်เนาะဒါကလည်းအကိုကြီးပဲလုပ်လိုက်အဲအဲ့လိုဟာမျိုးဖြစ်တဲ့အိမ်အောင်ဘတ်မျိုးဆိုရင်ရေရှည်မှာအိမ်အောင်ကြီးတာယာဖို့ခင်းရင်လာနိုင်တာကိုတော့ကျွန်တော်တို့တည်တာဖို့လိုပါတယ်နောက်ဆုံးသဘောပေါက်မှတ်ထင်ပါတယ်ဗီဒီယိုရှေ့သွားမယ်เนาะကျွန်တော်အထက်ထပ်ပြန်ပြီးနှစ်ချိန်သုံးချိန်ပြန်ပြောနေတာကို ခေါင်းနဲ့ဆွဲအောင်လို့ပြောတာရစ်တယ်ရှိတယ်ခေါင်းလူရင်မရောက်ဘူးမထင်ပါနဲ့တကယ်ကိုကျွန်တော်တို့အကျိုးရှိလို့ဘဝသက်ဆိုင်တဲ့အတွက်ဒီလောက်တော့နားထောင်သင့်တယ်ထင်လို့ပြောပေးတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့အင်္ကာသားမိတွေအားလုံးအဆင်ပြေကြပါစေအခက်အခဲတွေပြည်လည်ကြပါစေကိုဘဝကိုဘယ်လိုဟန်တယ်လုပ်အောင်လဲဆိုတာသိရှိသွားကြမယ်လို့မူကိုကျွန်တော်ထင်ပါတယ်နော်အားလုံးပဲမင်္ဂလာညနေခင်းပါဗျာနားပါပြီနော်